လူရဲ့တိတ်ခါကိုจิตတိလာပြက်ပြားသွားပြီဆိုလို့ရှိရင်ဘလောက်ပဲယာရုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်ပဲအတ္တတိတ်ခါကုံဝါကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုจิตတိလာပြက်ရင်းသွားပြီဆိုလို့ရှိရင် ရှိသမျှကုံတိတ်ခါတွေဟာကြာဆင်းသွားတတ်တယ်ဒါကြောင့်မို့တိလာဟာကုသိုလ်ကောင်းမှုတွေအလုံးရဲ့ကုသိုလ်ကောင်းမှုအလုံးကို ဆောင်ထားတဲ့ ဆောင်အားရှိတဲ့အရာတစ်ခုဖြစ်သတ်မှတ်ပြီးတော့ဖော်ပြတယ်သီလရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါမှာသီလဆိုဒီမှာတဲ့ကာယကံနဲ့ဝစီကံကို ကောင်းအောင်ထားခြင်းဟာလည်းသီလပဲနောက်တစ်ခုကမိမိတဏ္ဍာမှာကုသိုလ်တရားတွေတည်ရှိစေဖို့ကုသိုလ်တရားတွေပျောက်ပြဲ့မသွားအောင်ထိမ့်သိမ်းဆောင်ရှောက်နိုင်စွမ်းရှိတာ ဥပဒါရဏကုသိုလ်မှန်သမျှကိုထိန်းထားနိုင်တဲ့စွမ်းရည်ရှိလို့တီလာလို့အဲ့တော့တီလာရဲ့အထိပ္ပယ်ကိုဒီလိုနှစ်ခုဖွင့်ထားနှစ်မျိုးဖွင့်တာသမာဒါနကာယကံဝစီကံကိုကြာကြာနာနာရှင်ကျေးတဲ့ကာယကံမျိုးရင်ကျေးတဲ့ဝစီကံမျိုးဖြစ်အောင်ကိုချင်းတီလာကကောင်းစွာထားပေးတယ်မိမိတဏ္ဍာမရှိတဲ့ကုသိုလ်ကောင်းမှုတွေတည်မြဲသွားအောင် တိလကဆောင်ထားပေးတယ်။အကယ်၍တိလပြည့်ရင်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အကျင့်တရားတွေကောင်းတဲ့ကုသိုလ်တွေဟာလည်းယိုကျပြည့်စုံသွား။ညမစကားမှာဆိုသလိုတမိုးရှိတဲ့ခြင်းစိတ်ဒီဟာတိမ်ကြီးရွှေခွက်မှာသာတည်တယ်လို့ဆိုသလိုကုသိုလ်ကောင်းမှုမှန်သမျှဟာလည်းပဲတိလရှိမှပြည့်စုံနိုင်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့ လူရဲ့ဂုံတိတ်ခါအာလုံးဟာဘယ်မှာယက်တည်နေတုံးဆိုတီလာပေါ်မှာယက်တည်ကိုချင်းတီလာကောင်းမှုပေါ်မှာယက်တည်ကိုချင်းတီလာဆိုတာအတိုင်းတာတစ်ခုရလူတွေမှာရှိရမယ်ကိုချင်းတီလာယဟန်တွေမှာရှိရမယ်ကိုချင်းတီလာယဟန်တွေမှာရှိရမယ်ကိုချင်းတီလာကိုလေကိုချင်းတီလာရှိမှာပြည့်စုံမှာလူတွေမှာရှိရမယ်ကိုချင်းတီလာလည်းပြည့်စုံမှာဒါကြောင့်မို့လို့ သီလဆိုတဲ့အရေးချင်းတစ်ခုဟာလူရဲ့တိတ်ခါတွေအားလုံးထိမ့်သိမ်းဆော့ရှော့ထားနိုင်တာဖြစ်သောကြောင့်အရေးကြီးဆုံးจิตတေးဆိုတာပုံညလို့ဆိုတဲ့အတိုင်းသီလဆိုတဲ့အရာဟာတကယ်จิตတေးရှိတဲ့အရာပဲလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်နော်အဲ့ဒီမှာသီလရှိတယ်သီလရှိတယ်လို့ကိုယ့်ကိုယ်ဘယ်လိုတတ်မှတ်နိုင်တယ်လဲ ီလရှိတယ်လို့ပြောရလောက်အောင်စံနဲ့တတ်မှတ်ပြီးတော့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲငါးပါးတီလလုံးရင်တီလရှိတယ်လို့ကျမ်းမြင်အပြင်ပြောနိုင်တယ်လူတွေမှာယဟန်နေမှာကျတော့ယဟန်သိခါရီနဲ့ပြည့်စုံအောင်နေလို့ရှင်တီလရှိတယ်လို့ပြောလို့ရတယ်သို့တော့အားလုံးကိုခြုံငုံပြီးတော့စံတတ်မှတ်ထားတာဘယ်လိုတတ်မှတ်ပြတီလရှိသူလို့ဆိုနိုင်တာဟာဘယ်လိုဟာလဲလို့ဆို ကာယေနဝါစာယသယောထတေညတောမနတာသကိစီနာကရောတိပပံချုပ်လိုက်တော့လေ၅ပါးတိလာပါပဲတကယ်ကိုဒုစရိုက်တွေကရှောင်ကျင်ပြီးတော့ကိုချင်းတရားကောင်းမှုကာယေနဝါစာယယောထတေညတောဒီလောကကြီးမှာကာယကမှုနဲ့လေထိမ့်ထိမ့်သိမ့်သိမ့်နေတယ် နှုတ်အပြောဝစီကံနဲ့လေထိမ့်ထိမ့်သိမ့်သိမ့်နေတယ်ထိမ့်သိမ့်တယ်ဆိုတာကိုကျင့်သီလရဲ့စီကံအတိုင်းလိုက်နာဆောင်ရွက်တယ်ကိုကျင့်သီလကိုဖြောင်းဖောဖြစ်တဲ့ကာယကံမှုတွေမျိုးကိုမလုပ်ဘူးကိုကျင့်သီလကိုချုပ်ပေါက်တဲ့ဝစီကံမှုတွေကိုမပြုတ်ဘူးသီလနဲ့ထိမ့်သိမ့်ဆောက်ရှောက်ထားတယ်လို့ဆိုလိုတယ်ကိုယ်နဲ့ထိမ့်သိမ့်ဆောက်ရှောက်တယ်ကာယကံကျွလွန်မှုမရှိဘူး ဝစီကံကျွလွန်မှုမရှိဘူးအဲ့ဒီလိုကာယကံဝစီကံထိမ့်သိမ့်ဆောင်ရှောက်ထားပြီးတော့မနတာသခိဉ္စီနာကရောတိပပံမဟုတ်တဲ့အလုတ်ကိုစိတ်แท้ကတောင်မကြံဘူးဆိုတာသီလခိုင်မြဲမှုအတွက်ရည်ရွယ်ပြီးတော့ပြောတဲ့စကားပဲသို့သောစိတ်แท้ကကြံနာနေတဲ့သီလအကျိုးတယ်လို့တော့ဆိုလို့မရသီလဆိုဒီမှာကာယကံနဲ့ဝစီကံဒီနှစ်ခုကိုသာထိမ့်ချုပ်ပြီး နှုတ်ရဲ့စီကံနဲ့ကိုရီလျောက်လှုပ်တဲ့အလုပ်ရဲ့စီကံအဲ့ဒီစီကံနှစ်ခုကိုပဲအဓိကထားတာဖြစ်